စာကြောင်းတွေဘလို့ဖွဲရမှန်းမသိဘူး grammar လည်းမပိုင်သေးဘူးဆိုရင်ဒီလို speaking patterns တွေမြင်များလေ့ကျင့်ပေးပါ speaking patterns တွေကိုလေ့လာတာကအင်္ဂလိပ်စကားအမြန်ဆုံးပြောနိုင်ဖို့အထီးရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကဲဒီနေ့ video မှာစကားပြောမှာအများကြီးထည့်သုံးလို့ရမယ် speaking patterns 10မျိုးကိုလေ့လာလိုက်ရအောင်နော်ပထမအောင်ဆုံးတစ်ခုကတော့ it is my turn to ပြီးရင် verb 1လိုက်မယ်ပေါ့နော် ူရဲ့ဟာလေးကတော့တခုခုလှုပ်ဖို့ငါအလှဲ့ပဲဆိုတဲ့အဓိပ္ပာယ် T U R N tan tan ကအလှဲ့ဆိုတာဆိုတဲ့အဓိပ္ပာယ်ကို is my turn to ဆိုရင်ငါအလှဲ့ပဲဆိုတော့ဥပမာစာကြောင်းလေးနဲ့ကြည့်ရင်ပို့ပြီးတော့မြင်တာမယ်ကြည့်ကြည့်ရအောင် is my turn to pay for lunch နေ့လယ်စာကိုငါကျွေးရမယ်အလှဲ့ပဲ pay ကတော့ဒါရိုက်ဘာသာပြန်ရင်တော့ pay တီပေါ့နော် for lunch lunch ကနေ့လယ်စာနေ့လယ်စာအတွက်ငါပေးမယ် so it's my turn to လေးနဲ့ပေါင်းလိုက်ခါကျတော့နေ့လယ်စာကိုငါကျွေးရမယ့်အလှည့်ပဲငါပေးမယ့်အလှည့်ပဲဒီတစ်ခေါက်ငါအလှည့်တော့အဲဒီလိုမျိုးပြောချင်တာ it's my turn to ထားလောက်ဖို့ငါအလှည့်ပဲဆိုတဲ့အတိတ်ပဲ it's my turn to pay for lunch ပြီးရင် it's my turn to wash the dishes tonight ဒီနေ့ညပကံတွေကိုငါဆေးကြောရမယ့်အလှည့်ပဲ watch w a s h wash ကဆေးကြောသည် dishes ကကြတော့ပကံတွေ tonight ကကြတော့ဒီနေ့ညဆိုတော့ဒီညပကံတွေကိုငါစေးကြရမယ်အလှဲ့တခုခုလှုပ်ဖို့ငါအလှဲ့ပဲဆိုတော့အတိတ်ပဲဟို is my turn to lean နဲ့ပေါင်းလိုက်ခါကြတော့ဒီနေ့ညပကံတွေကိုငါစေးကြရမယ်အလှဲ့ is my turn to wash the dishes tonight နောက်တစ်ခုကကြတော့ is my turn to speak in the meeting အစည်းအဝေးမှာစကားပြောဖို့ကျွန်တော်အလှည့်ပဲ speak ကကြတော့စကားပြောသည် in the meeting ကကြတော့အစည်းအဝေးထဲမှာဆိုအစည်းအဝေးမှာစကားပြောဖို့ is my turn to လေးနဲ့ပေါင်းလိုက်ခါကြတော့အစည်းအဝေးမှာစကားပြောဖို့ကျွန်တော်အလှည့်ပဲ okay so ဒီ is my turn to လေးကိုအနောက်ကနေပြီးတော့ကြိုက်တာနဲ့အာတွဲပြီးတော့အများကြီးပြောလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် is my turn to drive ကာမဝုံကအလှဲ့ပဲအာ is my turn to read စာဖတ်ပြပုံကအလှဲ့ပဲ is my turn to read for you မင်းအတွက်စာဖတ်ပြပုံကအလှဲ့ပဲဒီလိုမျိုးအများကြီးပြောလို့ရတယ်ဒါမှမဟုတ်ရင် is my time to come to you မင်းစီလာပုံကအလှဲ့ပဲအဲဒီလိုမျိုးလေးလည်းပြောလို့ရတယ် okay so dutiya speaking patterns ကကြတော့ it will be nice to ပြီးရင် verb 1နဲ့ပေါင်းမယ်အဲသူ့ရဲ့အဓိပ္ပာယ်ကတော့ ဒါဆိုရင်ကောင်းပါပဲဆိုတဲ့အထိပ္ပယ်ပေါ့နော် nice ကကြတော့ကောင်းသည် it will be nice will be ကကြတော့ဖြစ်မှာပဲဖြစ်ဖြစ်ဟို future ကိုပြောတာပေါ့နော်ဖြစ်လိမ့်မယ်ဖြစ်မှာပဲ it will be nice ဆိုလို့ရှင်ကောင်းပါပဲ to ကကြတော့ယင်ဆိုတဲ့အထိပ္ပယ်လေးပေါ့နော်ဖို့ယင်ဒါမျိုးတွေပေါ့နော်ဒါဖြစ်ရင်ကောင်းပါပဲအဲ့အဲ့ဒါကိုဥပမာနဲ့ကြည့်အောင် it will be nice to meet you in person မင်းနဲ့လူကိုယ်တိုင်တွေ့ရရင်ကောင်းမှာပဲ meet ကကြတော့တွေ့သည် meet meet ကတွေ့သည် you ကကြတော့မင်းကို in person ကကြတော့လူကိုယ်တိုင်ဒီစကားလုံးအတွဲလေးကိုမှတ်ထားနော် in person ကလူကိုယ်တိုင် to meet you in person ဆိုလို့ရှိရင်မင်းနဲ့လူကိုယ်တိုင်တွေ့တယ် so it will be nice to နဲ့ပေါင်းကကြတော့မင်းနဲ့လူကိုယ်တိုင်တွေ့ရရင်ကောင်းမှာပဲဆိုတဲ့ဟာဖြစ်သွားတယ် it will be nice to meet you in person မင်းနဲ့လူကိုယ်တိုင်တွေ့ရရင် ကောင်းပါပဲအဲဒါမျိုးလေးပြောချင်တာနော်ဒုတိယဥပမာကျတော့ it will be nice to go on a vacation soon မကြခင်အားလက်ရခရီးထွက်ရရင်ကောင်းပါပဲ ကိုကကြတော့သွားတယ်เนาะ go on a vacation ဆိုလို့ရှိရင်အားလက်ရခီးသွားတယ် vacation ကကြတော့အာရုံးပိတ်ရက်ပေါ့เนาะ vacation ရုံးပိတ်ရက်ခီးကိုပြောတာ soon ကကြတော့မကြခင်ဆိုတော့ go on a vacation soon ဆိုလို့ရှိရင်မကြခင်အားလက်ရခီးသွားတယ်အရှိက it will be nice to လေးနဲ့ပေါင်းလိုက်ခါကြတော့မကြခင်အားလက်ရခီးသွားရရင်ကောင်းပါပဲအဲဒီလိုမျိုးလေးပြောချင်တာ it will be nice to go on a vacation soon နောက်ထပ်ဥပမာတစ်ခုကတော့ it would be nice to spend time with family အမိသားစုနဲ့အတူတူအချိန်ကုန်ရရင်ကောင်းပါပဲ spend spend ကကြတော့အချိန်ကိုသုံးတယ်အချိန် spend time ဆိုရင်အချိန်ကိုသုံးတဲ့အချိန်ဖြုံးတယ်ပေါ့နော်ဘာနဲ့လဲ with family မိသားစုနဲ့ spend time with family အဲ့အပိုင်းလေးပဲဆိုရင်မိသားစုနဲ့အချိန်ကုန်တယ်မိသားစုနဲ့အချိန်အသုံးပြုတဲ့အချိန်ဖြုန်းတယ်အဲအရှိကအရူကပေး nice to လေးနဲ့ပေါင်းလိုက်ခါကျတော့မိသားစုနဲ့အတူတူအချိန်ကုန်ရရင်ကောင်းပါပဲဆိုတဲ့အထိပ်ပဲဖြစ်သွားတယ် it will be nice to spend time with family โอเคဆိုတော့ဒီလိုပဲဒီ it will be nice to လေးကိုပေါင်းပြီးတော့စာကြောင်းတွေအများကြီးလုပ်လို့ရတယ်ကိုဖောက်ကိုလည်းဒီ it will be nice to လေးကိုကူထားပါเนาะရေးထားခြားရေးထားထားရေးထားပြီးတော့စာကြောင်းလေးတွေအာလုပ်ကြည့်စေချင်တော့ပေါ့အာ it will be nice to go to the beach အာကမ်းခြေကိုသွားရရင်ကောင်းပါပဲ it will be nice to watch that movie ဒီရုပ်ရှင်ကိုကြည့်ရရင်ကောင်းပါပဲအဲဒီလိုမျိုးလေးအများကြီးပြောလို့ရတယ်ဟုတ်ပြီเนาะ now test speaking pattern တစ်ခုကတော့ will you be able to ပြီးရင် verb 1နဲ့ပေါင်းမယ်နိုင်မလားလုံးနိုင်မလားဆိုတဲ့အဓိပ္ပာယ်အာ can you နဲ့လည်းပြောလို့ရရပေါ့နော်နိုင်မလားတို့လုံးနိုင်မလားတို့ကတော့ဒါပေမဲ့ will you be able to ကကြတော့ပို့ပြီးတော့အမ်အတုံးနှုံးလေးထက်ဆန်းနေပေါ့နော် able ကကြတော့လုံနိုင်နေဆိုတဲ့အဓိပ္ပာယ် will you be able ဆိုလို့ရှင်မင်းလုံနိုင်မလားဆိုတဲ့အဓိပ္ပာယ်ကြောဥပမာလေးနဲ့ကြည့်ရအောင် will you be able to pick up the kids from school pick up ကကြတော့ကြိုးတာအဲကြိုးတယ်ကောက်ယူတယ်နှစ်ခုလုံးပြောလို့ရတယ် kids kids ကကြတော့ကလေးတွေ pick up the kids ဆိုလို့ရှင် ကလေးတွေကိုကြိုးတယ်ဘာနေကြုံမလဲ from school ကျောင်းကနေ so pick up the kids from school ဆိုလို့ရှင်ကလေးတွေကိုကျောင်းကနေကြိုးတယ်အရှိရ will you be able to လေးနဲ့ပေါင်းလိုက်ခါကြတော့ကလေးတွေကိုကျောင်းကနေကြိုးပေးနိုင်မလား will you be able to pick up the kids from school ကလေးတွေကိုကျောင်းကနေကြိုပေးနိုင်မလားအော်ရိုးရိုးလေးပဲ can you pick up the kids from school လဲပြောလို့ရတယ်ဒါကနောက်ပုံစံတစ်မျိုးပေါ့နော်အမ်ပြောမယ်ဆိုရင်ပို့ပြီးတော့နေလှုပ်လို့အဆင်ပြေနိုင်မလားအဲ့လိုမျိုးပို့ပြီးတော့ emphasize လုပ်ပြီးတော့ပြောတဲ့ပုံစံပေါ့ဒုတိယဥပမာကကြတော့ will you be able to finish the report by tomorrow uh, finish ကကြတော့ PCT report ကကြတော့အစီရင်ခံစာ finish the report ဆိုလို့ရှိရင်အစီရင်ခံစာကိုပြီးတယ်ပေါ့ by tomorrow မနက်ဖြန်မှာဆိုတော့မနက်ဖြန်မှာအစီရင်ခံစာကိုပြီး uh finish the report by tomorrow ဆိုလို့ရှိရင်မနက်ဖြန်မှာအစီရင်ခံစာကိုပြီးတယ်ပေါ့ will you be able to လေးနဲ့ပေါင်းကကြတော့မနက်ဖြန်မှာအစီရင်ခံစာကိုပြီးလုပ်ပေးနိုင်မလား okay မင်းလုပ်ပေးနိုင်မလားလုပ်ပေးလို့ရမလားဟိုမင်းလုပ်နိုင်မလားဆိုတဲ့ဟာကိုပို့ပြီး emphasize လုပ်ပြီးမေးရပေါ့ okay will you be able to finish the report by tomorrow နောက်ထပ်ဥပမာတစ်ခွကကြတော့ will you be able to face my computer fix ကကြတော့ပြင်ဆင်တာ fix fix ကပြင်ဆင်တာ my computer ငါရဲ့ computer fix my computer ဆိုလို့ရှိရင်ငါရဲ့ computer ကိုပြင်သည်အရှိက will you be able to လေးနဲ့ပေါင်းလိုက်ခါကြတော့မင်းငါရဲ့ computer ကိုပြင်ပေးနိုင်မလား will you be able to fix my computer မင်းငါ computer ကိုပြင်ပေးနိုင်မလား okay so ဒီလိုပဲစာကြောင်းနေအများကြီးထပ်လုပ်လို့ရတယ်ဥပမာ will you be able to call me မင်းငါ့ကိုဖုန်းခေါ်ပေးနိုင်မလား Will you be able to go there မင်းအဲ့ကိုသွားပေးနိုင်မလားဒါမင်းလုတ်ပေးလို့ရနိုင်မလားမင်းအဆင်ပြေနိုင်လားဒါကိုမေးချင်တာပေါ့နော်နောက်ထပ် pattern တစ်ခုကကြတော့ I am interested in ပြီးရင် verb ing နဲ့ပေါ့မယ်သူ့ရဲ့အထိပ္ပယ်ကတော့တခုခုဒါကိုလုတ်ရတာကိုစိတ်ဝင်စားတယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော် interested ကကြတော့စိတ်ဝင်စား I am interested in ဆိုရင်ငါအဲ့ဒါလုတ်ရတာစိတ်ဝင်စားတယ်ဘာဖြစ်မလဲဥပမာရင်ကြည့်အောင် I am interested in playing the guitar. ငါဂီတာတီးရတာကိုစိတ်ဝင်စားတယ်။ Playing ကကြတော့ဒါတီးတယ်။တူရိယာရင်းနဲ့ဆိုရင်တီးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ Guitar ကကြတော့ guitar. Playing the guitar ဆိုလို့ရှင်ငါဂီတာကိုတီးတယ်။ I am interested in playing the guitar ဆိုလို့ရှင်ငါဂီတာတီးရတာကိုစိတ်ဝင်စားတယ်။ Okay? So I am interested in photographing nature. ငါတဘာဝရှုခင်းတွေကိုဓာတ်ပုံရရစိတ်ဝင်စား photographing ဆိုလို့ရှင်လဲ photograph ကို verb ing လေးထည့်တာပေါ့နော် photographing ဆိုလို့ရှင်ရင်ဓာတ်ပုံရိုက်တယ် nature တဘာဝရှုခင်းတွေ so photographing the nature ဆိုရင်တဘာဝရှုခင်းတွေကိုဓာတ်ပုံရိုက်တယ် i'm interested in photographing the nature ဆိုလို့ရှင်ငါတဘာဝရှုခင်းတွေကိုဓာတ်ပုံရရတာစိတ်ဝင်စားတယ် okay နောက်တဲ့ဥပမာတစ်ခုကကြတော့ i am interested in studying history အာငါတမိုင်းကိုလေ့လာတာစိတ်ဝင်စားတယ် studying ဆိုတာလေ့လာတယ်သင်ယူတယ်เนาะ history ကကြတော့တမိုင်းဆိုတော့ studying history ဆိုလို့ရှင်တမိုင်းကိုလေ့လာတယ်အရှိရ I am interested in လေးနဲ့ပေါင်းကကြတော့ငါတမိုင်းကိုလေ့လာရတာစိတ်ဝင်စားတယ် okay မယ်เนาะဆိုတော့ဥမာ I am interested in vlogging ငါ vlog တွေလုပ်ရတာစိတ်ဝင်စားတယ် um i am interested in traveling ငါခရီးသွားတာစိတ်ဝင်စားတယ် i am interested in reading ငါစာဖတ်ရတာစိတ်ဝင်စားတယ်ဒီလိုတွေပြောလို့ရတယ်ဟုတ်ပြီနော် so now ထပ် pattern လေးတစ်ခုကတော့ what do you think of ပြီးရင် verb ing လိုက်မယ်ဒီကိစ္စကိုဘလို့သဘောရလဲဆိုတဲ့အထိပ္ပယ်ပေါ့နော် what do you think of ကဘလို့သဘောရလဲဆိုတဲ့ဟာကိုမေးတဲ့စကားလုံးအတွဲပေါ့ think of ကတွေးတာကိုလည်းပြောတဲ့သဘောရတယ်ဆိုတဲ့အထိပ္ပယ်ပို့သွားတယ်ဥပမာကြီးကြည့်ရအောင် what do you think of eating pizza ဖီဇာစားဖို့ဘလို့သဘောရလဲ eating ကစားတယ်ဖီဇာကကြာပီဇာပေါ့နော် eating pizza ဆိုရင်ပီဇာစားတယ်အအရှိရ what do you think of နဲ့တွဲခါကြတော့ what do you think of eating pizza ဆိုလို့ရှင်ပီဇာစားဖို့ကိစ္စဘလို့သဘောရလဲအဲဒါလိုမျိုးဒီလိုမျိုးလေးမိတာပေါ့နော်နောက်ထပ်ဥပမာတစ်ခုကကြတော့ what do you think of taking a walk အလမ်းလျှောက်ထွက်ဖို့ကိစ္စဘလို့သဘောရလဲ taking a walk ဆိုတာကလမ်းလျှောက်ထွက်တာပဲ taking ရဲ့တကယ်အဓိပ္ပာယ်ကတော့ယူတီပေါ့ taking a walk ဆိုလို့ရှင်လမ်းလျှောက်ထွက်တယ် what do you think of လေးနဲ့တွဲလိုက်ကြတော့လမ်းလျှောက်ထွက်ဖို့ကိစ္စဘလို့သဘောရလဲ uh what do you think of traveling to Japan next year နောက်နှစ်ဂျပန်ကိုခရီးထွက်ဖို့ကိစ္စဘယ်လိုသဘောရလဲ traveling ကကြတော့ခရီးသွားရပေါ့ to Japan ဂျပန်သို့ next year နောက်နှစ်နောက်နှစ်မှာဂျပန် traveling to Japan next year ဆိုလို့ရှင်နောက်နှစ်မှာဂျပန်ခီးထွက်တယ် what do you think of နဲ့တွဲကကြတော့အာနောက်နှစ်မှာဂျပန်ကိုခီးထွက်ဖို့ကိစ္စဘယ်လိုသဘောရလဲဆိုတဲ့ဟာဖြစ်သွားတယ်ဒါကတော့ ကိစ္စလေးတွေပေါ့နော်တယောက်နဲ့တယောက်တိုင်ပင်တဲ့နေရာမှာတုံးတယ် um uh, what do you think of buying a house အဲအိမ်ဝယ်ဖို့ကိစ္စဘလို့သဘောရလဲ what do you think of buying a car အာကားဝယ်ဖို့ကိစ္စဘလို့သဘောရလဲအဲအဲ့လိုမျိုးလေးတွေအများကြီးပြောလို့ရတယ်ပေါ့နော်ဒီကိစ္စကိုဘလို့သဘောရလဲဆိုတဲ့အတိတ်ပဲ what do you think of hey ကြောင်ညာဝင်မယ်နော်စက္ကန့်30လောက်အချိန်ပေးပါ grammar အခြေခံမရှိသေးလို့အင်္ဂလိပ်စာလေ့လာရခက်နေလား tense 12မျိုးကြောင့်ခေါင်းတွေရှုပ်နေလား ဒါဆိုရင်တော့ကျမရဲ့အခြေခံ English grammar သင်တန်းလေးရှိပါတယ်ကျက်တထောင်ခွဲကိုတချိန်တည်းပြီးသွင်းရုံနဲ့သင်ခန်းစာ32ခုကိုတသက်တာလေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။တင်နန်းအချက်နယ်ဆိုရင်တော့အင်္ဂလိပ်စာလေ့လာမယ့်ရဲ့ Facebook page ကို message ပို့ပေးပါနော်။ page မှာမှာဆိုလို့ profile ပုံလေးကိုတခြားကြည့်ဖို့တော့မမေ့နဲ့နော်။ဒါဆိုရင်ဆက်ဆက်တင်လို့ရပါပြီ။နောက်ထပ်ပတ်တန်တစ်ခုကကြတော့ there is no doubt that သူ့ရဲ့အတိတ်ပဲဆိုတာတန်တရာဖြစ်เสียမရှိဘူးဆိုတဲ့အတိတ်ပဲ doubt ကကြတော့တန်တရာပေါ့နော် no doubt ဆိုလို့ရှင်တန်တရာမရှိဘူး there is no doubt ဆိုလို့ရှင်တန်တရာလုံးဝမရှိဘူး that ကကြတော့ဆိုတာအဲ့လိုမျိုးပြောချင်တဲ့သဘောပေါ့ so ဥပမာကြည့်အောင် there is no doubt that he will succeed သူအောင်မြင်လိမ့်မယ်ဆိုတာတန်တရာဖြစ်เสียမရှိဘူး well ကကြတော့လိမ့်မယ် เนาะ succeed ก็จ้าเราออมเนี่ยนะ he will succeed ဆိုလို့ရှင် तू ออมเนี่ยเลยအရှိရ there is no doubt လေးနဲ့တွဲကကြတော့အာ तू ออมเนี่ยเลยဆိုတာတန်တရားဖြစ်เสียမရှိဘူး there is no doubt that he will succeed okay နောက်တစ်ဥပမာတစ်ခုကကြတော့ there is no doubt that technology is improving fast ဒီပညာတွေကလှည့်မြန်စွာတိုးတက်လာရဲဆိုတာတန်တရားဖြစ်စရာမရှိဘူး technology ကဤပညာ is improving ဆိုတာကြတော့တိုးတက်လာတယ်တိုးတက်နေတယ် okay fast ကကြတော့လှည့်မြန်စွာ technology is improving fast ပဲဆိုလို့ရှိရင်ဤပညာကလှည့်မြန်စွာတိုးတက်နေတယ် there is no doubt that လေးနဲ့ပေါင်းကကြတော့ဤပညာကလှည့်မြန်စွာတိုးတက်လာရဲဆိုတာတန်တရားဖြစ်စရာမရှိဘူးနောက်ထပ်ဥပမာကြည့်မယ် there is no doubt that learning english is useful အင်္ဂလိပ်စာလေ့လာခြင်းကအသုံးဝင်တယ်ဆိုတာတန်တရားဖြစ်စရာမရှိဘူး learning english ဆိုလို့ရှိရင်အင်္ဂလိပ်စာလေ့လာတယ် is useful useful ကအသုံးဝင်တယ်နော် learning english is useful ပဲဆိုလို့ရှိရင်အင်္ဂလိပ်စာလေ့လာခြင်းကအသုံးဝင်တယ်အရှိရ there is no doubt that လေးနဲ့တွဲကြတော့အင်္ဂလိပ်စာလေ့လာခြင်းကအသုံးဝင်တယ်ဆိုတာတန်တရားဖြစ်စရာမရှိဘူးဆိုတဲ့အထိပ်ပဲဖြစ်သွားတယ် okay so တော့ there is no doubt yeah uh, ကိုလည်းအများကြီးထပ်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ no? there is no doubt that now ma, hi, ma ra ra နောက်မှာဆိုလို့ရှိရင်ကျမဒီမှာရေးထားတာလိုနေတာအထပ်ဖြည့်ပေးပါ uh, there is no doubt that ဆိုပြီးတော့ so, subject plus verb plus object em like de, ba no? Sa me, me like ပဲအများရန်လိုက်တယ်ပေါ့နော်စာကြောင်းပုံစံပဲအများရန်လိုက်တယ် okay ဒီမှာဆိုလို့ရှိရင် um အထားပါတော့ဥပမာ uh, number 1မှာဆိုလို့ရှိရင် subject က he ရ subject ကွာ will succeed က verb ဒါဆိုရင် subject နဲ့ verb အနည်းဆုံးတော့ subject နဲ့ verb လိုက်တယ်ပေါ့နော်ဒီမှာဆိုရင် technology က subject နော် is improving က verb ဒီမှာဆိုလို့ရှိရင် learning english က subject is useful က verb ရဲ့ adjective ရဲ့ okay so there is no doubt that နောက်မှာဆိုရင်အနည်းဆုံးတော့ subject plus verb လိုက်ကိုလိုက်ရမယ်ဟုတ်ပြီနော်ဆိုတော့ကျမတို့တခြားဟာအများကြီးပြောလို့ရတယ် there is no doubt that he trust me သူငါ့ကိုယုံတယ်ဆိုတာတန်ရာဖြစ်စရာမရှိဘူး uh there is no doubt that he love me သူငါ့ကိုချစ်တယ်ဆိုတာတန်ရာဖြစ်စရာမရှိဘူးအဲဒီလိုလေးပြောလို့ရတယ် okay နောက်တစ်ဥပမာတစ်ခုကကြတော့ i wish you wouldn't ကိုမလုတ်စေခြင်းဘူးဆိုတခုခုကိုမလုတ်စေခြင်းဘူးဆိုတဲ့အဓိပ္ပာယ် I wish wish ကကြတော့အတိုက်ရိုက်ပြောရမယ်ဆိုရင်ဆူတောင်းတယ်ပေါ့နော် I wish you ဆိုရင်ငါဆူတောင်းပါတယ်ပေါ့ဘာဆူတောင်းတာ you wouldn't မင်းမလုတ်ဖြူဖူးလို့ဆူတောင်းတယ်အနောက်ကနေ verb မဖြစ်မနေလိုက်မယ်ပေါ့နော် or plus verb verb 1ပေါ့ verb 1မဖြစ်မနေလိုက်မယ် so I wish you wouldn't ignore my messages အာမင်းငါ message တွေကိုလှစ်လူရှုတာမျိုးမလုတ်စေချင်ဘူး ignore ကလှစ်လူရှုတာ my message ဆိုအကြောင်းငါ့ရဲ့ message ignore my messages ဆိုလို့ရှင်ငါ message ကိုလွတ်လို့ရှုတယ် i wish you wouldn't ignore my messages ဆိုအာမင်းငါ့ရဲ့ message တွေကိုလွတ်လို့ရှုတာမျိုးမလုပ်စေချင်ဘူးအဲဒါမျိုးပေါ့နော်နောက်တစ်ခုကကြတော့ i wish you wouldn't be late all the time late ကကြတော့နောက်ကြသည် all the time ကကြတော့ တစ်ချိန်လုံးအမြဲတမ်းပေါ့နော်အာ late all the time ဆိုလို့ရှိရင်အမြဲတမ်းနောက်ကျနေတယ် so i wish you wouldn't be late all the time ဆိုလို့ရှိရင်မင်းအမြဲတမ်းနောက်ကျနေတာမျိုး မလုပ်စေချင်ဘူး okay အနောက်ကနေ wouldn't ရဲ့နောက်ကနေပြီးတော့ဒီ late ဆိုလို့ရှိရင်ကြတော့ဒီမှာ adjective လေးမို့လို့ be verb နဲ့တွဲထားတယ်နော် i wish you wouldn't leave the lights on အမီးတွေဖွင့်လာခဲ့တာမျိုးမလုပ်စေချင်ဘူး leaf ကကြတော့ထားခဲ့တီးလို့လုတ်ပြီးတော့ထားခဲ့တယ်ပေါ့နော် lights ်မီးတွေ on ဖွင့်ထားတာ the lights on ဆိုရင်မီးတွေဖွင့်ထားပြီးတော့ထားခဲ့တာမျိုးမလုပ်စေချင်ဘူးဟုတ်ပြီနော်အဲ့လိုပဲကျမတို့ထုံးစံနိုင်မယ်ဒီနောက်မှာလည်းအများကြီးပြောလို့ရတဲ့ i wish you wouldn't go there မင်းအဲ့ဒီကိုသွားတာမျိုးမလုပ်စေချင်ဘူးနော် i wish uh you wouldn't play the games မင်းဂိမ်းတွေစောရင်ရမျိုးမလုပ်စေချင်ဘူးအဲဒါမျိုးလေးတွေပြောလို့ရတယ် Okay နံပါတ်6ရောက်လာပြီနံပါတ်6ကကျတော့ he seems to be သူကဖြစ်နေပုံရတယ်ဆိုတဲ့အတိတ်ပဲပေါ့ seems ကကြတော့ပုံရတယ်ဆိုတဲ့အတိတ်ပဲ he seems to be ဒီနောက်မှာဆိုရင် adjective လေးလိုက်မယ်နော် he seems to be blah 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 အဲ့လို adjective လိုက်မယ်ပေါ့ဥပမာကြည့်အောင် he seems to be tired today သူဒီနေ့ပင်ပန်းနေပုံရတယ် tired ကကြတော့ adjective okay အာ tired အာပင်ပန်းနေတယ် today ဒီနေ့ he seems to be tired today ပြီးရင် he seems to be worried about the exam ူဆောင်းမေးပွဲအတွက်စိုးရိမ်နေပုံရတယ် worried ကစိုးရိမ်နေတာ about the exam ဆောင်းမေးပွဲအတွက် okay worried about the exam ဆိုရင်ဆောင်းမေးပွဲအတွက်စိုးရိမ်နေတယ် he seems to be worried about the exam ဆိုရင်သူဆောင်းမေးပွဲအတွက်စိုးရိမ်နေပုံရတယ် okay ဒီလိုဖြစ်သွားတယ်။အာဒီလိုပဲ she seems to be worried about the exam ဒီလိုလဲပြောလို့ရတယ်။သူမကဆောင်းမွေးပွက်တဲ့ဆိုရင်ဒီပုံရတယ်။အနောက်က adjective လေးပဲလိုက်မယ်နော်။ပြီးရင် he seems to be confident about the presentation သူကတင်ပြချက်နဲ့ပတ်သက်ပြီးယုံကြည်မှုရှိနေပုံရတယ် confident ကယုံကြည်မှုရှိတာ okay presentation အကြောင်းတင်ပြချက် so confident about the presentation ဆိုလို့ရှင်တင်ပြနဲ့ချက်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိတယ် he seems to be နဲ့တွဲကကြတော့သူကတင်ပြချက်နဲ့ပတ်သက်ပြီးယုံကြည်မှုရှိနေပုံရတယ်အများကြီးပဲသုံးလို့ရရပေါ့နော်နောက် adjective တွေဒါတွဲပြီး he seems to be late အဲသူနောက်ကျနေပုံရတယ်အာ he seems to be happy ူပျော်နေပုံရတယ် he seems to be sad သူဝမ်းနေနေပုံရတယ်အနောက်က adjective လေးကပ်ပြီးတော့ကြိုက်တာပြောလို့ရတယ်ဒီနောက်မှာ adjective လေးကပ်မယ်နော် okay နောက်ထပ် pattern တစ်ခုကကြတော့ i am curious to know ဆိုတာကိုသိချင်ပါတယ်ဆိုရအတိတ်ပဲ curious ကတော့ကျမတို့ထားရဲ့ဘာသာပြန်မယ်ဆိုရင်တော့သိချင်တဲ့ငါဆက်စုချင်တဲ့စိတ်ဝင်စားတဲ့အဲဆက်စုချင်တဲ့ဆိုတဲ့ဟာမျိုးပို့သွားရပေါ့နော် curious c u i o u s က curious ကငါဆက်စုချင်တဲ့ငါ အဲ့လိုသိချင်စိတ်ပြင်းနေအဲ့လိုမျိုးပုံစံမျိုးပေါ့နော် to know know ကကြတော့သိသိဆော့ငါအဲ့လိုမျိုးဖြစ်နေအောင်တအားစိတ်စိတ်ဝင်တာနဲ့စားဆက်စုခြင်းနဲ့ဒီလိုမျိုးပြောချင်တာပေါ့နော်ဒါမှမြန်မာလိုသိလွန်ပြောမယ်ဆိုတော့ဆိုတာကိုသိချင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာပြောမယ် I am curious to know who will win the game အာဒီကစားပွဲကိုဘယ်သူနိုင်မလဲဆိုတာသိချင်တယ် who ကကြတော့ဘယ်သူလဲ okay well ကကြတော့လိမ့်မလဲပေါ့နော် win ကကြတော့နိုင်တာဘယ်သူနိုင်လဲမလဲ the game ဒီကစားပွဲကိုဒီကစားပွဲကိုဘယ်သူနိုင်လဲမလဲ who will win the game ဆိုလို့ရှင်ဒီကစားပွဲကိုဘယ်သူနိုင်မှာလဲအဲ i am curious to know နဲ့တွေ့လိုက်ခါကျတော့ဒီကစားပွဲကိုဘယ်သူနိုင်မလဲဆိုတာငါတအားဆက်စုကျင်နေဒါအသိကျင်နေအဲဒါမျိုးပြောချင်တာ i am curious to know what's in the box အာတစ်တာထဲမှာဘာရှိလဲဆိုတော့သိကျင်တယ် what's ကကြတော့ဘာဘာလဲပေါ့နော် in the box ကကြတစ်တာထဲမှာတစ်တာထဲမှာဘာလဲဆိုတော့ရမ်းသိကျင်တယ်ရမ်းစိတ်ဝင်စားနေစွတ်စွကျင်တယ်ဒီလိုမျိုးပြောကျင်တာ i'm curious to know what's in the box okay နောက်တစ်ခါကျတော့ i'm curious to know what you think about this မင်းဒါကိုဘလို့ထင်လဲဆိုတာကိုသိချင်နေပြီ okay what you think အမင်းဘလို့ထင်လဲ about that ဒါကိုမင်းဒါကိုဘလို့ထင်လဲဆိုတာကိုငါသိချင်နေပြီเนาะဒီနောက်မှာဆိုလို့ရှင်မေးခွန်းပုံစံလေးတွေလိုက်တာများတယ်ပေါ့เนาะ ဥပမာဆိုလို့ရှိရင် um i'm curious to know who is his girlfriend အသူရဲ့ကောင်မလေးဘာလို့လဲဆိုတာရင်သိကျင်နေပြီပေါ့အဲဒီလိုမျိုးလေးလည်းပြောလို့ရတယ် curious ကတော့နည်းနည်းအဲ့လိုမသိရသေးတဲ့ဟာလေးကိုကွာခုနကလိုမျိုးတစ်တိုင်မှာဘာရှိလဲမသိဘူးအဲဒါမျိုးလေးတွေကိုဆက်စုကျင်တဲ့ပုံစံမျိုးနဲ့ပြောတာပေါ့ကဲနောက်ဆုံး speaking pattern ဒါလေးကတော့ဒါနည်းနည်းရုံသုံးပုံစံပိုဖြစ်တယ်ပေါ့နော် do you have any objection I ဆိုပြီးတော့ငါကဒါလုံးမယ်ဆိုရင်ကန့်ကွက်ဖို့ရှိလားဆိုတဲ့အဓိပ္ပာယ် objection ကကြတော့ကန့်ကွက်ချက်ပေါ့နော် any objection ဆိုရင်ကန့်ကွက်ချက်တခုခုများရှိလား do you have မင်းမှရှိလား so do you have any objection ဆိုရင်မင်းမှကန့်ကွက်ဖို့ရှိလားကန့်ကွက်တခုခုများရှိလား if အကယ်၍ I so ဥပမာကြည့်မယ် do you have any objection if I leave early today leave ကကြတော့ပြန်နေထွက်ခွာတယ် အာလီယာကြတော့ဆော့ဆော့ leave အာလီဆိုလို့ရှင်ဆော့ဆော့ပြန်တယ်ဆော့ဆော့ထွက်သွားတယ် today ဒီနေ့ငါ i i leave early today ဆိုလို့ရှင်ငါဒီနေ့ဆော့ဆော့ပြန်တယ် okay do you have any objection လေး ਨੇ ပေါင်းလိုက်ခါကြတော့ uh, do you have any objection if i leave early today ဆိုငါဒီနေ့ဆော့ဆော့ပြန်မယ်ဆိုရင်မင်းကောက်ွက်ဖို့ရှိလားနောက်ထပ်ဥပမာတစ်ခုကကြတော့ do you have any objection if i invite a friend invite ခါကြတော့ဖိတ်ခေါ်တယ် a friend ကကြတော့တငယ်ချင်းတစ်ယောက် um i invite a friend ဆိုလို့ရှင်ငါတငယ်ချင်းတစ်ယောက်ကိုဖိတ်ခေါ်တယ်အရှိက do you have any objection လေးနဲ့ပြောလိုက်မယ်ဆိုရင်ငါတငယ်ချင်းတစ်ယောက်ကိုဖိတ်ခေါ်မယ်ဆိုလို့ရှင်မင်းကန့်ကွက်ဖို့ရှိလား okay နောက်တစ်ခုက do you have any objection if i made a suggestion uh make ကကြတော့ပြုလုပ်တည်ပေါ့နော် suggestion ကကြတော့အကြံပြုချက်တစ်ခု I make a suggestion ဆိုလို့ရှိရင်ငါအကြံပြုချက်တစ်ခုကိုပြုလုပ်တယ် uh, Do you have any objection ဆိုတာလေးနဲ့တွဲလိုက်ရင်ကျတော့ငါအကြံပြုချက်တစ်ခုပေးမယ်ဆိုလို့ရှိရင်ကန့်ကွက်ဖို့ရှိလားဒီလိုပေါ့ So အများကြီးပြောလို့ရတယ် Do you have any objection if I sign this contract ငါဒီစာချုပ်ကိုလက်မှတ်ဆိုးမယ်ဆိုရင်မင်းမှာကန့်ကွက်ဖို့ရှိလားအဲဒါမျိုးလေးလည်းပြောလို့ရတယ် So any objection ကကြောင့်နည်းနည်းရုံသုံးပုံစံမျိုးလေးပါတယ် Okay เนาะ ကဲဒါဆိုလို့ရှိရင်တော့ဒီနေ့ကဒီလောက်ပါပဲဒါကတော့ကျမတို့အဲ့လိုမျိုး speaking patterns တရားပေါ့နော်ဒါလေးတွေကိုသိထားမယ်ကိုကချိန်လုံးသုံးနေမယ်ဆိုလို့ရှိရင်ကြုံတိုင်းထည့်သုံးကြည့်မယ်ပြီးလို့ရှိရင် speaking patterns လေးတွေရေးမှတ်ထားမယ်စာကြောင်းတွေဖွဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ writing အတွက်လည်းအဆင်ပြေတဲ့ speaking မှာသုံးလို့လည်းရတယ်အကုန်လုံးသုံးလို့ရတယ်ပေါ့နော် speaking patterns လေးတွေကတော့ဟိုအင်္ဂလိပ်စာကို grammar လည်းမပိုင်သေးဘူးပြီးလို့ရှိရင်စာကြောင်းဖွဲ့နည်းတွေလည်းမသိသေးဘူးဆိုလို့ရှိရင်ဒါလေးတွေနဲ့တွဲတွဲပြီးကြည့်သွားရင် င်တော့ပုံမြန်နေရှင်အဲ့လိုမျိုးပေါ့နော်အဲဒါမှမဟုတ် grammar ကိုတခြားလေ့လာခြင်းနဲ့ဆိုလို့ရှင်လဲ grammar အခြေခံစပြီးတော့လေ့လာရလဲကောင်းတယ်ဒါကတော့ speaking pattern ဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးအော်မြန်မြန်ပြောနိုင်စေဖို့မြ мян ရေးနိုင်စေဖို့လွယ်လွယ်ပြောနိုင်စေဖို့လေ့ကျင့်ကြတဲ့ဟာလေးတွေဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်လည်းထုံစံနိုင်ပြန် like comment subscribe share လေးလုပ်ခဲ့ပေးပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတား